ဟာပို့တော်မှာပါဆင်းဆိုတာတော့အိုးအိုးဆောင်လေးပို့ပြီးတော့ကျွန်တော် old school လာပါ old school old school ကြိုက်တယ်ပို့ပြီးတော့ကျွမ်းတယ်အများကြီးပါပဲကျွန်တော်အဲ့လိုမျိုးဟိုပါလဲအာပြောမယ်ဆိုရင်အဲ့လိုအဲလုံးကတော့အဲလိုကိုကာတော့အိပ်ပတ်ပိုင်းနေလဲကြိုက်တယ်နောက်ပြောဟိုဘက်အဲ့လို scientist ဆိုင်ရောပါလွမ်းမိုးတော့အိပ်ပတ်တွေလဲကြိုက်တယ်ကျွန်တော် online အဆွေးလိုင်းတော့သူက note note တွေမှာလဲတချင်းနဲ့မယ်လဲတစ်ခါတည်းတိုင်းရေးရပြန်မလား ဲ့ဘာလဲအမ်ဘာလဲသူ့အိမ်ပြင်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါရှင်ကောင်းစိန်လင်းနဲ့သူ့ခန်းစားချက်ပေါ်မူတည်ပြီးတရှင်းနဲ့မယ်ယူတော့အဲ့ဒါတော့တက်ပြီးရေးတာအဲ့လိုကြာတရှင်းနားထောင်ရဲ့လို emotion နဲ့လိုက်ပြီးနားထောင်အောင်များရဲ့ဒီနေ့တနေ့ရဲ့မှာပဲအဲ့လိုမျိုးစိတ်ကဘာရဲ့မဟုတ်ပဲနဲ့အဲ့လိုနည်းနည်း mood ကတောင်းသွားလို့ရှိရင်အဲ့လိုမျိုးဘလိုပြောနည်းနည်းအဆွေးလေးပေါ့လို့ Jerry စုံတဲ့ညပါအဲ့လိုနားထောင်လိုက်လို့သူကပြောသွား Jerry စုံကျင်တာညညလားညတော့မိုးရေပါတယ်ညပါ ံနော်ကျွန်တော်ငငယ်တွေကသူအဲ့လိုစုံနေလေးဆိုတာအဲ့လိုစုံနေဆိုတာအဲ့လိုသူ့မှာဆိုရင်အဲ့လိုဝက်စားတွေရှိမယ်ပြီးရဲ့အဲ့လိုမျိုးနော်ဘယ်လိုပြန် one store လို့တောင်ပြောလို့ရ Cosmetic တွေရောအဆောင်ရှိတယ်ဟုတ်အဲ့လိုပုံစံမျိုးဆိုတော့ copy mat အရင် busy တာကိုအဲ့တော့တည်ရမှာကျွန်တော်အိမ်တွင်းလေးပဲအောင်အကရလည်းမတင်ရတော့အဲ့ဒါကိုလေးရတော့လာပို့ရတဲ့တပုတ်ကာဖို့တက်ကိုလေကျုံရင်ကျုံတော့ကာဖို့တက်ကိုတော့အာပို့ထားရတာပဲဒါပေမဲ့ဂျာရဲမှာလည်းဟိုတနေ့ကမင်္ဂလာဆောင်တော့တွေ့လိုက်တယ်ဒါပေမဲ့သူတို့က အပြင်သွားဖို့ခေါ်တယ်ကျွန်တော်မအားရနဲ့အမ်လိုက်ဖြစ်သွားကျွန်တော်ကလမ်းဖို့ပြောမဲ့သူကကြတော့လောက်ပဲအဲ့လိုဆိုကျွန်တော်ကကြတော့ဒီကျွန်တော်ရဲ့စီးကိုကိုစိန်လေးကကြတော့အရင်ထဲကလည်းသူကအစတော်ဖြစ်တာဟုတ်ဒါကြောင့်မို့သူကအရှင်းဘက်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့အရင်ဆုံးလောက်ပေးတာပေါ့နော်ပြီးရင်တော့အာပတ်စုံလာပါပါခင်ဗျဟုတ်ပြောတယ်ဒါပေမဲ့သူတရှင်းဆိုတတ်တယ်

နားတော့နေစိတ်ပါဘလို့နေလဲအဲ့ဒါကောင်းတယ်အဲတူတန်တော့ကောင်းတယ်မှန်ပြောဒီမှန်ပြောမိစားတယ်တကယ်ကောင်းတယ်တချင်းတချင်းလဲဆိုတတ်တယ်သူကအဲတေးဥဆောင်လဲတော်တယ်အဲတချင်းလေးသူများလုံးဆိုကြတယ်မေကိုအပြီးတော့ကဟိုကသွားတော့လေဟိုကသွားတော့ပါဆိုတာကလည်းမေ့သွားပြီတချင်းကတော့တော့အိုအိုဆောင်လေးပြီးပြီးတော့ကျွန်တော် old school လာပါ old school old school ကြိုက်တယ်ပို့ပြီးတော့ကျွမ်းတယ်ဘလို့တချင်းဆိုတာ old school ထဲမှာပါ တဲ့တချင်တော့ရှိမှာပဲဟာလေဟိုအချင်းမေ့သွားရင်ဘာလဲရာဇာဝင်တင်လာမသိဘူးလေဘာလဲနောက်ထပ်မှမှတ်ထားရင်မေ့သွားပြီဟောကျွန်တော်ဖွင့်ပြရတာတိုက်ပြီးတော့လိုက်တာအဲ့လိုမျိုးလေးဟုတ်တယ်အဲ့လိုမျိုးရင်းချင်းရင်းတည်တာဆူရတယ်ချစ်လို့ဆူတာများအများကြီးပါပဲကျွန်တော်အဲ့လိုမျိုးဟိုကဘာလဲအာပြောမယ်ဆိုရင်အဲ့လိုအဲလုံးကတော့အဲလိုဖိုကာတော့အိပ်ပတ်ပိုင်းနေလဲစိုက်တယ်နောက်ပြောဘူးအိုးဘက်အဲ့လိုဆိုင်းတီးဆိုင်တော့ဘာလွမ်းမိုးတော့အိပ်ပတ်တွေလဲစိုက်တယ် ဟုတ်တယ်အဲ့ရတော့အေးလေးဆိုတာကြိုက်တာဒီကလို့ဒုံတိုင်းမုံတိုင်းတွေကတိတ်မကြိုက်ဘူးတစ်ချိန်တော့ပဲကြိုက်တာအဲ့ချိန်ပဲချိန်လဲတော့ကားကျင်လာတဲ့ချိန်ပေါ့အဲ့ကျဲတယ်ခေါ်ပါလေသူ့ကိုချင်းစုမလားလို့မေးပါလေသူက အဲ့မဆိုချင်သေးဘူးလေဆိုဖို့ကတော့ပြောနေနော်ကျွန်တော် confident မရှိရကိုကိုကိုအဲ့လိုဆိုဖို့ဒီအားရဲ့လို့အပျော်ပါညာသူတို့တွေရှင်းမှာဆိုအာကိုပီမန်တို့ရှင်းမှာဆိုတယ်အဆုံးဝင်လဲ KTV ရေးတော့ပြတယ်နော်အဖွဲလိုက်ကျွန်တော်ရွှေဂျိုးတွေစုံပြီးဆိုတေးကြတယ်ဒါသွားတဲ့နေရာ KTV ပဲမိုက်လူရလေ KTV မှာဆိုတော့မိုက်ကလူရတယ်အာအရင်လူရဘာတူလဲအော်နေတိတ်ရှိမယ်သူကတရောက်တလုံးတွေနောက်စီလာဝင်းစီလာဝင်းကရောက်တိုင်းသူ့မွေးနေသူ့မွေးနေ KTV ရောက်တိုင်းသူ့မွေးနေသူ့မိုက်ကိုမချအောင်အဲ့လိုတလုံးကင်လာတယ် ပိုပြီးမဲ့လည်းသူကလင့်လစ်တလို့ယူဆိုရဲအဲအဲ့လိုအဲ့လိုတွေကျွန်တော်ကကြာတော့ဖန်ပေါ့သူတို့ like အပီးရလက်ခုပ်လိုက်ကြည့်ရတယ်မွေးလေကြာမဆိုးခဲ့ရသူကပေါ်လိုက်အဆွေးလိုက်သူကသူက note note တွေမှာလည်းတချင်းနဲ့မယ်ကြီးလည်းတစ်ခါတည်းရေးရပြန်မလားနော်ပြန်ပါနဲ့အမ်ပါလေသူဝင်နေဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါချင်းကောင်းစိန်လင်းနဲ့သူကခန်းစားချက်ပေါ်မူတည်ပြီးတင်းနေမယ်ယူတော့အဲ့ဒါတော့တက်ပြီးရေးတာအဲ့ဒါကျွန်တော်တင်းနာတော့ရဲ့လို emotion နဲ့လိုက်ပြီးနားထောင်အောင်ညာရဲ့ဒီနေ့တနေ့ရဲ့မှာပဲအဲ့လိုမျိုး ိတ်ကဘာရဲ့မဟုတ်ပဲねအဲ့လိုနည်းနည်းမုကဒေါင်းသွားလို့ရှိရင်အဲ့လိုမျိုးဘယ်လိုပြောလဲနည်းနည်းအဆွေးလေးပေါ့လို့ Jerry စုံတဲ့ညပါအဲ့လိုနားထောင်လိုက်အဲ့လိုသူကပြောသွား Jerry စုံကျင်တာညညလားညတော့မိုးရေပါတယ်ညပါ